မရှိဘူးကျွန်တော်အဲ့လိုမျိုးအဲတကြံဆိုကိုယ်တိုင်ပဲပြောကျင်တာမရိုက်ကျင်ငငယ်တော့ကတော့ပျော်ခဲ့ရတယ်ဆိုတာတည်းပတ်စံရှာတာပေါ့နော်တရုတ်ဆောင်တရုတ်ဆောင်ဖြစ်ပြီဆိုတဲ့အချိန်တည်းကကျွန်တော်အဲ့လိုတကြံဆိုပွဲတွေလိုက်ဆိုတယ်မန်ဒတ်တွေလိုက်ဆိုတယ်ဆိုတော့တကြံအဲ့လိုလဲပြစ်တယ်ဆိုတာရှားပါလားမင်းမောင်လေအဲသူကဟာတာကလည်းမဟုတ်ဘူးတဲကလည်းမဟုတ်ဘူးဘာကလဲလို့ပြောရတော့ခက်တာပေါ့နော်မောင်နှမတန်ရောင်းတဲ့နေပါတယ်ဒရမာတွေပါတယ် အဲနောက်တဲချောက်တာတွေပါတယ်ရည်စရာလေးတွေပါပေါ့ရသဆုံးတော့ဟုတ်တဲကတော့ကြောက်တယ်ဒါပေမဲ့အဲ့ရရိုက်တုန်းကတော့မကြောက်ရပါဘူးဘာလို့လဲတဲထဲပူကြောက်ရတဲ့ pressure တွေအများကြီးရှိလို့လေအာမိုးရွာနေတာနောက်ဖျားပွဲသေးရှိတာရိုက်ကွင်းအချိန်မပြီးမှာပေါ့နော်ဆိုတော့အဲ့တော့လေကြောက်ကြောက်ကြောက်နေရိုက်ခဲ့ရတာပေါ့သူရဲ့ဇာယုတ်ကနတ်နတ်ဝင်နတ်ဝင်တယ်ပေါ့နတ်နတ်ဝင်တယ်ဇာယုတ်ပေါ့နော်သူကကျွန်တော်ရိုက်တာလည်းနှစ်နှစ်လောက်ရှိပြီဆိုတော့အဲ့ဒီအချိန်တော့သူအဲ့လိုမျိုး အဲအဲ့လိုမျိုးပုံစံနေနဲ့ तू ဟော့နေတဲ့အခါကျတော့အဲ့ဒီ character နဲ့က तू ကွက်တီလို့ဖြစ်သွားတာပေါ့နော်ကွက်တီလို့ဖြစ်သွားတာဖြစ်တဲ့အတွက်အဲဒါ production back ကနေပြီးတော့ तू ကိုရွေးချယ်ပြီးတော့ထည့်လိုက်တာပေါ့ဟုတ်အဲ့ဒါကတော့လေဟိုကျွန်တော်တို့ပထမတီတီဆောက်ထားတဲ့ဇက်ကောင်ကတော့တမျိုးပေါ့နော်ဒါပေမဲ့ production back ကလည်း तू ကိုထည့်မယ်အဲ့အချိန်မှာအင်မီဂျန်ဒါဟော့တာပေါ့နော်ဒါဟော့တယ်အဲ့ဒီလိုမျိုးကိစ္စနေဟော့နေတဲ့အခါကျ production back က तू ကိုထည့်ကျင်တယ်ဆိုပြီးတော့ကျွန်တော် request လုပ်တာနဲ့အဲ့လိုထည့်ပြသွားတာဟုတ်အဲ့ထက်မှာတော့အင်မီဂျန်ရဲ့ကောက်ကောက်ွက်အစမ်းတွေတွေ့ရမှာပေါ့နော် ဒါကတော့ကြံဒီတစ်ပေါက်ကတော့ကြံအပိုင်ပေါ့နော်ကြံအပိုင်တစ်ပေါက်ပေါ့အဲသူကအဲဒီလိုဟာမျိုးတွေအကတွေဒီလို character တွေပါမယ်ဆိုတာနဲ့ကျွန်တော်စပြီးတော့ပြေးမြင်တာကြံပေါ့နော်အဲ့ဒါနဲ့ကြံနဲ့ရိုက်ဖြစ်သွားပါဘောအေးဟာတော့ကျွန်တော် music လေးပဲစဉ်းစားပြီးလိုက်တာပေါ့နော်ကြံနဲ့ကောက်ွက်တွေအဲထုံးမလဲနဲ့ကားမဲ့ဟာတွေအကုန်လုံးကတော့သူပဲစီစဉ်တာဗျဟာအမတရား right ကကျွန်တော်တို့နှစ်ခါပြန်ရိုက်တယ်နှစ်ခါလုံးကျွန်တော်တို့မိုးနဲ့တိုးတယ်ပေါ့နော်အဲ့ဒါတစ်ခုရယ်နောက်တစ်ခုက trailer ထဲမှာပါတဲ့ လေးတည်းရဲ့လေးဇောက်ထိုးဆွဲတဲ့ခံပါเนาะအဲ့ဒီခံဆိုတော့အမှတ်တရပဲကလေးလေးရဲ့ရိုက်ပြီးပြီးချင်းရောသတိလက်သွားပါเนาะအဲ့အဲ့ဒါလေးကတော့အမှတ်တရနည်းနည်းအထိတ်တလန့်ဖြစ်ခဲ့ရတာပါဟုတ်ဒီမှာအင်မီဇန်ကားကပုံပုံမိုက်တယ်အကဆရာကမှလည်းတော့တွေ့တာဟုတ်တယ်ဟုတ်တယ်အမှန်တမ်းပြောတော့ကျွန်တော်ဂျန်တဲ့လူတွေအကုန်လုံးစိတ်တိုင်းကြပါတယ်ကျွန်တော်ကကြတော့ဟာတာကကျွန်တော်အရန်ကျွမ်းကျင်ပိုင်တိုင်းနဲ့ line မဟုတ်ဘူးလေเนาะကျွန်တော်က romance တွေ drama တွေရိုက်တာများလို့ဆိုပြန်ကြည့်ရတဲ့ခါကျလိုအပ်ချက်လေးတွေရှိတယ်နောက်တစ်ခုကလွန်ခဲ့တဲ့နှစ်နှစ်၃နှစ်လောက်ကဆိုတော့တချို့တော့ ာ plot တွေကကြတော့အဲ့ဒီတော့ current ဖြစ်တဲ့ဟာတွေကိုရိုက်ထားတာဆိုတော့အခုခင်မှာတချို့မမမီတော့တဲ့ဟာမျိုးတွေမမမီနိုင်တာမျိုးလေးတွေရှိရပါတော့အဲ့အတွက်တော့နည်းနည်းအားမရတာလေးတွေရှိဟုတ်ကျွန်တော်တို့တယောက်တည်းခံယူချက်တော်တော်များများပါတိကျဆောင်တော်တော်များများခံယူရတော့ဟာသာခက်တယ်ပေါ့နော်တိကျဆောင်ရတာခက်တယ်ဆိုရင် driver လောက်ရတာပိုခက်တာပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီအိမ်မြောင်ကယင်တော့ဆဆချင်းတော့ဇလန်တွဲဗျာ အပိုင်း၁၀ပိုင်းပါတဲ့ဇလန်တွဲကိုကျွန်တော်တို့ရုပ်ရှင်ကားကြီးလုပ်လိုက်တာဆိုတော့လေဇလန်တွဲတော့သူ့ character တိဆောက်ပုံအရသွားမယ်ဆိုရင်တော့ကျွန်တော်တို့ကဖြည်းဖြည်းချင်းလေးသွားရတာဆိုတော့အဆင်ပြေအခုကကြတော့ဒီဇက်ကားတဲ့ကိုဒီတနအိခွဲစာလေးမှာဇက်ကောင်ကြိုက်တွေအကုန်လုံးပြုံသွားတဲ့ခါကျတော့တချို့ဟာလေးရဲရတာလေးနည်းနည်းခက်ခဲရှိတယ်ပြီးတော့ကျွန်တော်ဟာသားရိုက်နေကြမဟုတ်တာဖြစ်တဲ့အတွက်တချို့ဟာလေးဆိုတော့ခက်ခက်ခဲရက်ခဲရဟုတ်ဟိုပြင်ဆင်ရတာအစားစိတ်ပို့လှုပ်ရှားတာပေါ့နော် အာငါဘလူလေးလှုပ်လိုက်မယ်ဆိုပြီးတော့လူညဘက်တွေစိတ်ကူးရင်လည်းစိတ်စိတ်ကူးနဲ့ကြိုရိုက်ကြိုရိုက်ကြည့်နေတာပေါ့နော်ကိုလှုပ်ချင်တဲ့ဟာဆိုတော့လေဇန်ညောင်းတော့မပြီးသေးပါဘူးဇန်ညောင်းတော့ဟိုဇလန်းပုံစံတိဆောက်တုံးပဲရှိသေးတယ်ဒါပေမဲ့အဲ့ဒါဘလူရိုက်မယ်ဆိုရင်ကိုယ့်အကူကိုစဉ်းစားနေတယ်ဟုတ်ဘလူတိုင်းလေးဖြစ်ပြောပြမယ်အခုတော့မပြောပြဘူးနင်းရင်ပြောပြမယ် ကြံတော့ကျွန်တော်ရိုက်ထားမရှိပြအခုလောလောဆယ်ရောကားဆက်ပေါ့ကျွန်တော်ဇလန်တွေနှစ်ခုပြီးထားရှိတော့အဲဒီဇလန်တွေနှစ်ခုထိုင်ဆက်ဟုတ်ကျွန်တော်ကြံကတိတ်အများကြီးတော့မရိုက်ဘူးဟုတ်ကျွန်တော်တို့ခက်ကကျွန်တော်ကြံကားဆိုလို့ရှိရင်လေကြံနဲ့ပတ်သက်အဲ့လိုအပျော်ကားတိတ်မရိုက်ဘူးကြံနဲ့ပတ်သက်ပြီး drama တွေဦးမျိုးမင်းအဲဦးမျိုးမင်းရိုက်တဲ့အဲ့အိမ်မက်နဲ့လက်တကန်အဲ့လိုလိုပါအောင်ညာအဲ့ဒါမျိုးကြအဲ့ကြံနဲ့ပတ်သက်တဲ့ drama ပေါ့နော်အဲ့လိုအပျော်ဆိုရင်တော့ကျွန်တော်ဇလန်တွေနေနိုင်ဖီကျုံနိုင်လို့ကြံဆိုတာအာကေဗင်ဂိတ်နဲ့ရိုက်ပြီးအဲဇလန်အတူဇလန်တွေအတူလေအဲ့ဒါတခုပဲရိုက်ဟုတ် မရှိဘူးကျွန်တော်အဲ့လိုမျိုးအဲကြံဆိုကိုယ်တိုင်ပဲပျော်ချင်တာမရိုက်ချင်ငယ်ငယ်တုန်းကတော့ပျော်ခဲ့ရတယ်ဆိုတာတည်းပတ်စံရှာတာပေါ့နော်တရုတ်ဆောင်တရုတ်ဆောင်ဖြစ်ပြီဆိုတဲ့အချိန်တွေကကျွန်တော်အဲ့လိုကြံဆိုပွဲတွေလိုက်ဆိုတဲ့မန်ဒတ်တွေလိုက်ဆိုတဲ့ဆိုတော့ကြံအဲ့လိုလဲပြစ်တယ်ဆိုတာရှားပါတယ်ဟုတ်တယ်ကျွန်တော်ဒါမဲ့တိတ်မပျော်ဖြစ်ပါဘူးဆိုသတင်းဆိုဆိုပြီးကိုယ်တက်ပြီးပြန်ဟိုတယ်ပြန်အိတ်တာပေါ့မန္တလေးမှာများတယ်မန္တလေးမှာကျွန်တော်၄နှစ်၅နှစ်လောက်ဇက်တိုက်သွားပြီကိုသားကြီးရှိတယ်ကွာအကိုအကိုရှိတယ်ကကျွန်တော်မန္တလေးမှာအကိုနဲ့တူတူဆိုတော့ ကျွန်တော်တို့ကမန္တန်ကူးတာနဲတယ်ဗျာကျွန်တော်ကလို့မန္တလေးအထိုင်မန္တန်ဆိုတာများတာဟုတ်ပူတယ်မန္တလေးစကြံကကျွန်တော်ထင်တာကမန္တလေးစကြံအဲ့လိုမျိုးစကြံနားနီးလို့ရှိရင်အဲ့လိုလေလေတာကြမ်းကြမ်းတိုက်တယ်မော်တာရွာဟုတ်ဟုတ်တယ်အဲ့လိုလေလေဒီကြမ်းတိုက်တာကြုံမူမန္တပြိုတဲ့အထိတိုက်တာမျိုးကြုံမူတယ်မန္တလေးနှစ်နှစ်သုံးနှစ်လောက်ဇက်တိုက်ကြုံမူတယ်ဟုတ်အကိုရှိတော့မန္လေးမှာပဲဆိုရတာဗျာရန်ကုန်မှာဖျော်ပြေးနေတယ်ရန်ကုန်မှာလို့တကယ်ချင်းမန္တက်သွားတာလောက်ပဲရှိတယ်ဟုတ် ်အကုံနဲ့ပတ်သက်တော့လွမ်းစရာတွေကတော့အကုန်လုံးပေါ့ဒါပေမဲ့မန်လေးမှာဆိုရင်တကြံပေါ့မင်းမြို့မှာဆိုရင်ကျွန်တော်တို့တီးတီးမြန်မာဟိုတယ်ပေါ့အဲ့ဒါတော့တီးကြမှာပါအခုတချို့ဗီဒီယိုဖိုင်လေးတချို့ကလေးဆိုပြန်တက်တာလေးကြောင်ရှိရဆိုလို့နော်အကိုပရိသတ်တွေကတော့အခုချိန်ကြီးသူ့ချက်ကြတယ်အားပေးကြတယ်လွမ်းနေကြတယ်ဆိုရင်အဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ဟုတ်